လိန်ဟဲ့လိန်မိမအလိုရှိသည်အရေးတကြီးအိမ်တော်ကြကျင်နေသောဝိနည်းကာလာသားနှစ်ဦးအတွက်မိမအလိုရှိသည်အလှည့်အမြန်အလိုရှိသည်အရေးတကြီးအလိုရှိသည်ဒလကျန်းလိုရှိသည်အသေးရရအရှင်ရရအမြန်ဆုံးအလိုရှိသည်ရှောက်ထားသူအားတရွေးသားမှအယော့မခံနိုင်သည့်အရေးချင်းမှ မိမဖြစ်ဖို့ပဲလိုသည် ထိုအရေးချင်းကိုမျက်နှာလိုက်ပြီးရှော့ပေါ့လိမ့်မည်မဟုတ်။ရှောက်ကျင့်မကောင်းလင်နေပါစေ။ရုပ်ရည်တင့်တင့်လင် တော်ပါပြီ။အရေးတကြီးအိမ်အောင်ကြကျင်နေသောဝေနေရကာလာသားနှစ်ဦးအသက်မီအောင် အမြန်ရှောက်ထားကြပါ။တာကရိုးကလိန်တတ်သူမဟုတ်ပါ။သို့တော်သူများလိုမလိန်တက်ပေမဲ့ကို့မယားကိုလိန်နေရတယ်။မူတံဝါရကံကိုကြောက်လို့လေကို့မယားကို စ조사လိန်နေရပေတယ်လူရိုက်ခံရမှာကိုကြောက်လို့လေကိုမယားကို조사လိန်ခြင်းဖြစ်တယ်မခိုးတရုတ်နဲ့ချစ်စရာမောင်းตาကလေးလေးဒီအင်မတန်သဘောတကာရကောင်းပါတော့လေမွေးဖွားစဉ်ကဘဲဂျိုနဲ့ဘဲဂျိုနောင်ချိန်ပြီးတိတ်တိတ်ပုံပြီတော့ตาလိုက်ဒီမသိဟွန်းသူများလိန်ရမှာလူကျမ်းမာတဲ့ဝေဒနာတစ်ခုမွေးကလေးကတက်ရောက်လာတယ်ตาကလေးလို့ ထိုဝေဒနာမျိုးဆွဲကန်နေတဲ့ပုံကူများလဲကျုပ်တို့ရဲ့ပြည်တော်စုဘူဆက်ပူလောင်နိုင်ငံတော်ကလေးမှာအတော်များနေပုံရတယ်နိုင်ငံရေးသမားတွေပေါ်တာကြည်ပါလားဒါပေမဲ့လိန်တက်တဲ့နိုင်ငံရေးသမားတွေထဲမှာဖဆပလာမပါဘူးမပါဘူးဒီလိုအားအားရှိရင်သူများကိုလိန်ကျင်နေတဲ့ဝေဒနာကြောင့်တာကရိုးဥပတ်ဖြစ်လျက်ရှိတယ်လက်လိုလိုလိန်ကျင်တာလည်းမဟုတ်ကစားလိုလိုလိန်ကျင်တာလည်းမဟုတ် လိန်ကိုလိန်ကျင်နေတာပဲဖြစ်တယ်။ဒါပနက်စလင်မတက်နိုင်တဲ့ယောဂါပဲ။သို့ကလို့မလေရမနေတတ်တဲ့ဝါသနာလိုလို ဝေဒနာလိုလိုပါရမီလိုလိုဥစ္စာကို မနေနိုင်လို့သူများလိန်ရင်ပားရိုက်ခံရမှာ။နေရင်အုပ်ခံရမှာ။ဒီတော့အန္တရာယ်မများအောင် သူများလိန်မဲ့အစားအတိုးချပြီးကိုမရပဲကိုပြစ်ပြစ်လိန်နေ။ဘာဖြစ်သေးလဲ။နောက်ပြီးသူများလိန်လို့တခုတခုကိစ္စများရင် မူတာဝါရကံကံကြီးထိုင်မယ်ကိုမရကိုကိုလိန်လို့ကိစ္စမများရင်မူတာဝါရကံတေးသေးပဲထိုင်မှာပြီးတော့သူများလိန်ရင်အစိုးရကလည်းကြည်နေမှာမဟုတ်ဘူးကိုမရလိန်လို့ကိစ္စမရှိပေမဲ့သူများလိန်တော့တိတ်ကိစ္စရှိတာဒါကြောင့်ကျုပ်ယောဂာနဲ့ကျုပ်မို့ကျုပ်မရပဲအားအားရှိတိုင်းလိန်နေကိုမရကိုမလိန်ရလို့ဥပဒေမပေါ်သေးတဲ့၍ ကျုပ်လိန်နိုင်ခွင့်ရှိတယ်လိန်ခဲ့ပြီခုလေလိန်စဲနောင်လေလိန်အောင်လက်တန်းမောင်ကြီးဆရာမမျိုးတွေမန္တလေးကရောက်လာတယ်ဆိုပါလားအေးတို့မှာထားတဲ့စွန်လေပြန်မျက်နှာချီဒီတခါလိုင်းယူခဲ့မယ်ပြောထားတာပါလာမယ်ထင်တယ်တွားယူအောင်မောင်음မင်းတို့မိမတွေကဖြစ်အလကားများရရင်음ဝင်ကြီးကျုပ်တောင်လိုချင်တဲ့ဟာစားတွေပဲအေးအေးတွားတာပါကွာကဲတွားကြည့်ရင်ပြင်ပြင် မောင်သားကလေးကထိုသူ့အပြောမှာခင်သားကလေးကအလှပြင်ဖို့အိမ်ထဲဝင်သွားတယ်။စာရှုသူကို လိန်စကားတွေပြောထားလို့မောင်သားကလေးနဲ့ခင်သားကလေးအချီကျစကားကြပြီးကို့လူစလိန်ပြီလားလို့ထင်ကျင်ထင်မဲ့ဒါပေမဲ့မလင်ရသေးပါ။မဆရာမြမျိုးတွေဘယ်မှာတဲတဲ့လဲ။သူကခေါင်းဖိရာကလမ်းမေးတယ်။ဆရာဦးအောင်လွင်စီမှာတဲတဲ့ကွယ်။ ဒီအထိလည်းမလိန်သေးဘူး။ဆရာဦးအောင်လွင်အိမ်ကဘယ်မှာလဲ။39လမ်းမှာ။ဒါနဲ့မေးရအောင်မေး။ဆရာဦးအောင်လွင်နဲ့ဆရာမြမျိုးလွင်ဘာတော်တဲ့လဲမောင်။อืมတားဖတော်ကြတကွယ်။အဲကျုပ်လိန်မီပြော။လိန်ကွက်ရှာမီလင်းကျင်စောနဲ့လှုပ်ခနဲလိန်လိုက်ပြီးကမှတာကရိုးရင်နဲ့ပူကနဲဖြစ်သွားမိတယ်။ဆရာဦးအောင်လွင်နဲ့ဆရာမြမျိုးလွင်တို့မှာအသက်ချင်းမတိတ်မရိပ်မြဖြစ်လို့ ညီအကိုဆိုတဲမဆိုးပင်မယ်။တာအဖဆိုတော့နည်းနည်း ग्वा ကြသွားလို့ဖြစ်တယ်။ရှေ့လိန်အားတော်တဲမရှိခြင်းဘူး။လိန်စရာမရှိရင် ကိုးပောင်ကိုလိန်နေဆိုတဲ့ဗမာစကားရှိတယ်။လိန်စရာမရှိရင်ကိုးပောင်ကိုပြန်လိန်တာမကောင်းပါဘူး။ကိုးပောင်ကိုလိန်တာနားတယ်။ကိုမရကိုလိန်တာမနာဘူး။ဒါကြောင့်တာကရိုးကဲ့သို့မလိန်မနေနိုင်တဲ့ပါရမီရှိသူများသည်အန္တရာယ်လည်းမရှိဘူး။ ဥပလည်းမဖြစ်အောင်ကို့မယားကို လမ်းပြောင်းပြီးလိန်ကြဖို့စေတနာဘလောဝနဲ့ဤပေးညွန်ပြတောင်းပန်ပါရစေအထူးသဖြင့်နိုင်ငံရေးသမားတွေပဲဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်နဲ့ဝါသနာပါတိုင်းလိန်မနေကြပဲမလိန်ရမနေနိုင်ရင်ကျုပ်လိုမိမကို အတိုးချလိန်ပါဒါမှခမည်းတော်ဝါသနာလဲပြေတိုင်းပြည်လဲတတ်တာမယ်ဟွန်းလိန်စရာမရှိဘူး ကိုပေါင်ကိုလိန်နဲ့ဆိုတဲ့ဇကားကတကယ်တော့ဇကားသာရှိပြီးမနေနိုင်လို့ကိုပေါင်ကိုလိန်သာတခါမှမတွေ့ဘူးမိတ်ဆွေရောတွေ့ဘူးသလားလိန်စရာမရှိ ကိုပေါင်ကိုလိန်ရမှာနာမဆိုးလို့ထင်ပါရဲ့ကိုလဲမနာဝါသနာလဲပအောင် တိုင်းပြည်ကြီးဖိလိန်နေကြတဲ့အောင်းမိတာပဲစိတ်တဘော ဖြောင့်မဲ့လို့တနာကျင်တာတက်တယ်ဝေနေရမောင်းတာကလေးကတော့ကိုဝါသနာအတွက်တိုင်းပြည်တံမခံရအောင် ဘေးကင်းရန်ကင်းကို့မရပဲလိမ့်နေကျုံမရအားအားရှိတိုင်းလိမ့်နေဆိုလို့ခဏခဏအလိန်ခံနေရတဲ့ကျုံမိမဟာတနာစရာပဲလို့တချို့ကတနာကျင်တနာမယ်မတနာကြနဲ့ဗျဟွန်းသူကလည်းကျုပ်ကိုလိမ့်နာပဲကျုပ်ပတ်စံနှမျောတံမှန်သိလို့ထောက်ဖက်နဲ့15ချက်တံဝယ်လိုက်ရင်3ချက်လို့ပြောတယ်လက်ကင်ပေါ်မှာတော့မိတ်ကတ်တို့ဝယ်လာပြီးတော့လေသူများလက်ဆောင်ပေးတာလို့လိမ့်တတ်တယ် ကျုံမာဖြစ်အဟုတ်မှပြီသူများကျေစုတင်လိုက်ရတာကမြင်းထီးမှလုတ်ပုံလုတ်ပုံဒါကြောင့်သူ့ကိုမတနာကြပါနဲ့ကျုံမရတနာတာလဲကျုံမကြိုက်ဘူးမိမချင်းတနာတာဆိုတော်ရဲ့ယောက်ျားတနာရင်တဲ့အသေးရောက်ကောင်းနေကဲသွားစရာရှိကမှဧည့်သည်ကဖြစ်လာပြီဟောဒီမှာမောင် ကိုဖေသိန်းတို့တခင်တင်ဦးတို့လာကြတယ်ဒါကြိုးလဲဆရာများမျိုးလွင်စီသွားဖို့မိမအလှပြင်းနေစဉ် ကိုးပါတာညစာခိုးကတ်စားနေရကဟင်ဟုတ်လားอืมလာကြပါပြီကွယ်လာကြပါပြီသူတို့ဘက်လမ်းပြီးကိုလူတို့ဘဲရလှဲ့လာကြတယ်လေဟိကိုဖေသိန်းကဒီတယ်မှာပဲဆရာတခင်တင်ဦးကဆရာကနီးလန်းတစ်ခုပေးမယ်ဆိုဆရာသူတို့ကဆရာဟုတ်သုံးချက်နိုင်သူတို့အပေါ်တက်တက်အသားယူပြီးလှုပ်ချမ်း၍ရေးခြင်းမဟုတ်ပါနင့်နဲ့ကာကာသူတို့ကစေတနာနဲ့ ဖယားစုရစီရဲ့တကယ်ဆရာခေါ်ပါတယ်သူတို့ကဆရာဆရာစင်စာရေးဆရာကြီးများကိုလည်းဆရာခေါ်လိရှိပါတယ်သို့တော်ကျွန်တော်ကိုဆရာခေါ်တာနဲ့မတူပါဘူးများသောအားဖြင့်စာရေးဆရာရဲ့လို့ဖြစ်လာရင်အသေးတန်ဆရာအခေါ်ခံခြင်းတက်ကြပြီသူခမကြီးများစောင်းဝင်အိပ်ပျော်ရှိပါစေတော့လို့သူတို့ကကျင်နာစွာဆရာခေါ်ပေးခြင်းဖြစ်တယ်တို့ပေမဲ့တာကရိုးကိုတော့သူတို့နှစ်နှစ်ကာကာ ဇေယခေါ်တယ်။မယုံရင်စာရေးဇေယတခင်တင်ဦးနဲ့ကတ်တော့ဇေယကိုဖေသိန်းတို့ကို စာရေးပြီးဖြစ်စေမေးကြည့်ကြပါ။တို့ရှောက်ရှက်မရှိရင်မှန်တာပြောလိမ့်မယ်။တို့ဇေယခေါ်တာအကြောင်းရှိတယ်။တို့မိမလိုချင်တယ်။မိမရမယ်ဆိုရင်ဘသူကိုမဆိုဇေယခေါ်ကြမယ်ငတိများဖြစ်တယ်။ဇေယရမလားဇေယလို့တခါကဆိုင်ကားသမားကိုမေးတာ တွေ့ဘူးတယ်။ဒါကတော့ကတော့ဆိုင်ကားဇေယလို့တို့ကို လက်လီအိမ်အောင်ချမပေးနိုင်ပေမဲ့တသက်လုံးလက်ကားဖြင့်ကိုပိုင်မိမထားနိုင်အောင်နှီးပေးလန်းပြနိုင်မဲလို့သူတို့ယုံကြည်တာကတကြောင်ဝိထုတွေတဲကသူတို့လူပြိုဖြစ်တယ်မိမလိုချင်နေတယ်လို့ကြော်ညာပေးနိုင်တာကတကြောင်ဒါကြောင့်ဆရာခေါ်ခြင်းဖြစ်တယ်ဆရာမိမဘလို့နီးနဲ့ရလာတယ်ဆိုတာကျွန်တော်တို့နီးလိုက်ရအောင် ပြောမယ်ပြောမယ်နဲ့ဘာလို့မပြောတာလဲဆရာရဲ့ဒီနေ့ဆရာပြောမယ်လို့ချိန်ပြီးအပြင်ထွက်မလို့လားဆရာရဲ့ အေးမောင်ဖီသိန်းတို့မောင်တခင်တင်ဦးတို့ဆရာချင်းမိတကွယ်ဒါပေမဲ့ဆရာဟာမင်းတို့ဆရာကတော်ကိုဘလိုနည်းနဲ့ယူခဲ့တယ်ဆိုတာပြန်စင်းစားလို့မရတာတဲကျက်တကွယ်ခတ်တာကငါသူ့ပိုးတော့ငါဘာတင်နေကဘီဝါမှမတုံးခဲ့ဘူးကွယ်ငါလည်းမိမလိုချင်တာနဲ့သူ့ကိုကြည့် तू ကလည်းလင်းလိုချင်တာနဲ့ငါ့ကိုကြည့်အေးညားကြတာပဲကွယ်အေးအေးအဲ့ဒီညားကနီးမှညားရအောင်ဘလိုစာပြောတယ်ဆိုတာသိချင်တာပဲဆရာ ပြန်စင်းစားပါအောင်ဆရာ။ဒါနဲ့ပဲဆရာကငါယူခဲ့ပုံနီးလန်းပေးမယ်ဆိုဆရာ။ဟာမောင်တခင်တင်ဦးရနီးလန်းပြောမယ်ဆိုတာမှန်တာဖွင့်ပြောရရင်မင်းတို့ဆရာအထင်ကြီးအောင်တခုခုလှုပ်ကြံပြောဖို့ကြံပြီးပြောမိတာပါပဲကွာ။ငါတို့တော့ငါညားရအောင်ဆိုပြီးစွဲညားလိုက်တာပါပဲ။မိမတွေကိုကြံ့အောင်စွဲတဲ့နီးရှင်ငါတော့လူချင်းနေပါသေးတာ။ဒီတင်တွေကဘီဝါမျိုးကလည်းပညာတရပဲကွာ။မောင်ဖေသိန်းကမျက်ခုံးတစ်ခု စုသွားတဲ့ပြီးဟာဆရာကလည်းမဟုတ်တာဆရာမှမိမနဲ့ဟာဒီနီးလန်းတွေများလူချင်ရသေးသလားဆရာ လူများတွေဖြစ်မိမတယောက်လောက်ရဖို့အသက်နဲ့လဲရမလို့ဖြစ်နေရတဲ့အထက်ဆရာတို့ကတယောက်ကနှစ်ယောက်ကြံ့ကျင်တာဘယ်တရားမလဲဆရာဟာမောင်ဖီသိန်းရမိုက်လာကြီးကွာဆရာနောင်မင်းမထက်လို့ရင်လှလို့တော့မဟုတ်ပါဘူးကွာယောက်ျားကောင်းတယောက်ဖြစ်တာပြကျင်လို့ပါကွာဘာဆိုင်လဲဆရာလဲ ။အော်မင်းနဲ့ယောက်ျားကောင်းတော့မောင်မတထောင်ဆိုတယ်မဟုတ်လားကွာ။အေးဆရာလည်းယောက်ျားကောင်းဆိုတဲ့ဘွဲကိုမိမတွေတယောက်ပြီးတယောက်ယူပြီးစုခိုးမယ်ကြံပြီးလို့ပဲကွာ။လူကျင်လာလို့တော့မဟုတ်ဘူးပေါ့ကွာ။တော်တော်တော့ခန့်နေတယ်။သူတို့ကလည်းမောင်သားကတို့ကခင်သားကတို့နဲ့ယူခဲ့ပုံနီလန်းကိုမပေးခြင်းလို့လှဲ့ပတ်နေတယ်ထင်တာ။တိတ်ခတ်တယ်။အမှန်ကတော့မောင်သားကတို့မှာနီလန်းမရှိသူလင်းလိုခြင်းနေတာနဲ့ ကျုပ်ကလည်းမိမလိုချင်နေတာနဲ့ထာညားမိကြတာပဲဥစ္စာခုတော့သူတို့ကအဲ့ဒါပဲနီလန်ပေးပါတဲ့သူတို့မှလည်းကြောတဲ့ကနာတာတာရင်ထဲကအောင့်တောင့်တောင့်မဆောင်နိုင်တဲ့အင်းဒီမိမလိုချင်နေမယ်ဆိုလေလိုချင်လောက်เสียဖြစ်နေတယ်သူတို့အသက်ကလေးတွေကလည်းထောက်လာကြပြီအပေါင်းအသင်းတွေကလည်းအားကြเสียမိမကိုစီနဲ့ဖြစ်ကုန်ကြပြီဟောတန်းဆွေကြည့်ဟောအောင်ဗလကြည့်မိမကိုစီအိုးကိုစီအိမ်ကိုစီ ရောက်ခမကိုစီဘိုက်ကိုစီနဲ့ကြီးကိုတာကရိုးကတခင်တင်ဦးတို့ဖေသိန်းတို့ရဲ့သူများသမီးယူနီတောင်းချင်းခံနေရလို့စိတ်ရှုပ်ရတဲ့ထဲတန်းဆွေတို့အောင်မလားတို့ကဘိုက်ဆောက်ရှောက်နေတင်တန်းလာလာတက်နေလို့လဲတဖုန်ခက်ရကြီးသေးတယ်အောင်မလားတို့တန်းဆွေတို့ထက်တာကရိုးကအိမ်တော်ဝါကြီးပြီးသူတို့ကခုအချိန်မှာဘိုက်ကိုစီလောက်ပဲရှိသေးကျုပ်က ခလေးတကောင် အခါလဲလောက်ရှိနေပြီကို ဒါကြောင့်သူတို့ရဲ့ဘိုက်ကိစ္စကတိကအဖြစ်ဟဲ့ခလေးညော်လောအောင်ချင်းအောင်အထူးအစ်စ်လှုပ်ထားကြဟဲ့အနှီးလဲကြိုးဆုပ်ထားဟဲ့မိမအတွက်အဖော်လေးပါလေးလဲအစ်စ်စီစဉ်ရှာဖွေထားကြဟဲ့စေးတိုးပကြီးတို့အင်းဒီစစ်တို့လဲအစ်စ်ရှိစေဟဲ့ဘယ်နှလရှိပြီဆိုတာဒီလိုရက်တွေ့ရတယ်ဟဲ့ခလေးကတိုးရလားဟဲ့ဘိုက်ကိုခဏခဏကင်မကြည့်ကြနဲ့ဟဲ့ဝမ်းမှန်မှန်နှုတ်ခိုင်းဟဲ့ဗီတာမင်ကျွေးတာဟဲ့နဲ့ ခဏခဏတင်နှံပေးရကြည်တယ်ဒီနေရာမှာကျွန်တော်ဆရာဖြစ်နေပြီမဲကျွန်တော်တက်ဝါရင်းနေငတိထံမှာ ကျွန်တော်ကတင်နှံတဖန်တက်ရပြန်သေးတယ်တာကရိုးရဲ့တင်နှံဆရာကတော့တာဓုပါတာကရိုးရဲ့တင်နှံကဘိုက်ဆောင်ဆောင်ကြီးကျွမ်းကျင်ခဲ့ပြီဖြစ်ပေမဲ့ကလေးဆောင်ဆောင်ကြီးလိုသေးလို့ကလေး၃ယောက်အဖေရဲဘော်တာဓုထံတပြန်တင်နှံတက်ရတယ်ဟဲ့ကလေးပိန်နေငါးကြီးစီကျွေးဗီတာမင်ကျွေးဟဲ့ ကလေးဝမ်းကိုနေတိုင်းကြည့်ဟဲ့ဝမ်းစိမ့်ရင်ဘိုက်နာတယ်လို့မှတ်ဟဲ့ဝမ်းမဲရင်ဝမ်းပုတ်တယ်မှတ်ဟဲ့အပုတ်ချပေးဟဲ့အဲ့ဒီလိုတာရုရဲ့ဩဝါဒကို ကျွန်တော်ယူရပြန်ပြီးမှန်မှန်တင်တန်းတက်ရတယ်တဖန်တာရုကဘသူတန်ဆက်တက်တလဲတော့သူ့မိမမေးကြီးမှာတိရပေးတော့မယ်ဒို့ကလို့ကျုံမှာကိုကတင်တန်းပြေးတရကိုထက်ဝါနှိမ့်နဲ့ငတိတွေတင်တန်းပြန်ပေးရနဲ့ရှောက်လုတ်တွေရှုပ်ရတဲ့အထဲအရေးတကြီးမိမလိုချင်နေတဲ့ ဝေနေရတတဝါတရှင်းအတွက်အခက်ပွေနေရလေတယ်။ဂိုင်းဂိုင်းမောင်တခင်တင်ဦးတို့မောင်ဖေသိန်းတို့ကို့လူတို့လိုချင်နေတဲ့သူ့တမီးယူနီနေတကြီးကိုဆရာပြန်စဉ်းစားကြည့်ပြီးအချိုးချောင်ဆက်ဆက်ပြီးတော့ဖြည်းဖြည်းတော့ပြောပြတာပေါ့ကွာ။ခုနေတော့ဘာကြောင့်ဘလို့ဆရာသူများတမီးအချောင်ရဖြစ်လိုက်တယ်ဆိုတာပြောမပြတတ်အောင်ဖြစ်နေတာပဲကွာ။တူတူတော့ညားကြရအောင်ဟေ့ဆိုပြီးညားလာကြတာပဲကွာ။အေး မင်းတို့မလဲမိမလိုချင်တဲ့ဝေဒနာကအတော်ကြီးသွေးဆိုးနေပုံရတယ်ခုနေတော့မင်းတို့မိမရအောင်ဝိတုရီတဲကပဲပြည်တော်စုမြန်မာနိုင်ငံတော်သူတွေတဲကအရေးတကြီးလင်လိုချင်သူထွက်ဆိုပြီးဘေးဒီပေးုံပဲတတ်နိုင်သေးတယ်ကွာဤအခါသခင်တင်ဦးကအငမ်းမရဟုတ်ဟုတ်ဟုတ်ပါလေဆရာကြည်ဘေးဒီပေးပါဆရာ နောက်တလူလုံးနဲ့တကယ်ရေးပေးပါဆရာနော်ဆရာကျေးဇူးမမေ့ပါဘူးဆရာနှုတ်ကိုလူတို့က ရုပ်ချောတာကြိုက်သလားအသက်ငယ်တာကြိုက်သလားလုံစမ်းမအောင်ရဲဘော်ဖေသိန်းကဝင်၍ဒါရီမလိုပါဘူးမိမဖြစ်ရင်တော့ပါပြီအဲ့တလောက်ကိုဆရာရော့နေမိတော့တယ်ရုပ်ရည်တင့်တင့်ရင်ပဲတော့ပါပြီဆရာတခင်တင်ဦးကရှောက်ကျင်မကောင်းကျင်လဲနေပါစေဆရာကျွန်တော်တို့ရှောက်ကျင်တွေကလည်းတဲကောင်းတာမှမဟုတ်ပဲဒီအချိန်လေးမှာငါမကယ်လင်ခတ်တော်မင်း။အင်းဒီဝိနည်းတတ္တဝါနှစ်ဦးတော့ဇီဝိတာဒါနသဘောနဲ့ကဲမမဖြစ်တော်မှာပဲလို့ ဒီဝိတ္တုအစဖော်ပြခဲ့တဲ့ကြောညာကိုကျွန်တော်ရေးသားခဲ့မိခြင်းဖြစ်တယ်။အေးလူဦးရေ18တန်းထဲမှာမိမကဥယေပို့တယ်လို့သူများပြောတာကြားဘူးတာပဲကွာ။မင်းတို့နှစ်ယောက်ဟာဖြင့်လူပြိုပါလူပြိုပါ အရေးတကြီးမိမလိုချင်နေပါတယ်လို့ဝိတ္တုတွေတဲ့ခဏခဏထဲ့ရေးသွားရင်ဖြင့်ဒီမိမတွေတဲကဗိုလ်လန်တီးယားလုံးမဲ့ဟာတော့ပေါ်ကောင်းရဲ့လို့အောက်မိတာပဲ။ကဲစကားပြောလို့မပြီးကြသေးဘူးလား။ဧည့်သည်တွေကပြန်ကြပါတော့ရှင့်။ ကျမတို့သွားစရာရှိတယ်ရှင့်။ဟုခင်သာကတော့ကခတ်တီတီထတော့ရာဤတွင်မှငတိများကထင်ကြွပြီးကိုသခင်တင်ဦးကဆရာကျွန်တော်တို့ကျေးဇူးမမေ့ပါဘူးဆရာဝိတုတွေထဲမှာ နောက်တလူလုံးနဲ့တကယ်ရေးပေးပါဆရာ စိတ်ချမယ်နော်ဆရာဟွန်းနောက်တလူနဲ့တကယ်ရေးပေးပါတဲ့အခုတကယ်ရေးပါပြီဒီလိုရေးခိုင်းတာမယုံကြဘူးဆိုရင် စာရေးသူဝါ ဖော်ကောင်လောက်ရသူတာကရိုးကကြမ်းကင်စိုးကိုင်းမမယ်။ညောင်ရီအိုးရီတောက်စိုးတောက်ပြပါမယ်။ယုံကြပါ။တကယ်ပါ။အရေးတကြီးအိမ်အောင်ကြလို့သူများရှိရင်အကြောင်းကြပါ။ငတိများပြန်ကြွကြမှာပဲ။တာကရိုးတို့လည်းဆရာများမျိုးလွင်တဲခုရာဆရာဦးအောင်လွင်အိမ်တို့လေ့ရလေတယ်။လမ်းမှာနေပါအောင်မောင်ရဲ့ဆရာဦးအောင်လွင်နဲ့ဆရာများမျိုးလွင်တို့ဟာတာဖဟုတ်လား။သူ့အမေကြားကမှာ လိန်လက်စာကိုသွားတရိယာမိတော်တယ်။အင်းအမှုမရှိတော့အမှုရှာနေမိပြီ။အေးလေဒါဘာဖြစ်လဲကွာ။သူတို့ကဘာလို့လွင်ကိုအဆုံးထားပြီးနမယ်မဲ့ကြတာလဲမောင်ဒီလိုမဲ့တာအကြောင်းရှိလို့လား။ကျွန်တော်လဲဥကြောင်းကြောင်းဖြစ်သွားမိရာကဗဇက်ကဥတည့်ရပင်။အင်းသူတို့ကလွင်မျိုးတွေမို့ပေါ့ကွာ။လွင်မျိုးဆိုတာဘာလဲ။ခတ်တော်နေပါပြီ။မထူးတော့ပါဘူးလို့ကျွန်တော်ကလည်းခတ်တီတီနဲ့ဟဲ့ မင်းနှုံမင်းအမျိုးတွေပေါ့ကွမင်းနှုံမင်းငယ်အမီကမောင်လွဲနဲ့အဲ့ဒါမင်းနှုံမင်းငယ်မီယူပြီးလွင်မျိုးဆက်ရဲလို့ဖြစ်လာတာပဲဟုတ်လားဒါဖြစ်တီဟိုတန်မတ်ဆရာကြီးဥပလွင်ကောလွင်မျိုးတွေကပဲလားအေးပေါ့ကွာသူတို့ဦးလေးတော်တာပေါ့နေပါဦးဘသူ့ဦးလေးလဲဆရာကြီးဥပလွင်ကတားရဲ့ဦးလေးလားအဖေ့ရဲ့ဦးလေးလားအိုးနေပါဦးဒါတဲ့ဆရာဦးလွင်နဲ့ဆရာမြမျိုးလွင်ဟာဘသူကအဖေလဲ ဘသူကသားလဲမောင်မြတ်စွာဘုရားအဲ့ဒါမှခတ်တယ်ဘသူကိုအဖေလောက်ခန်းရပါမလဲလို့တာကရိုးအတန်ကြာချင့်ချင်နေပေမဲ့ဝေခွဲမရပဲဆရာဦးလွင်ကိုသားလို့ခန်းလိုက်ရမှလဲအားနာစရာဆရာများမျိုးလွင်ကိုသားလို့ခန်းရအောင်လဲစိတ်မကောင်းစရာအာဖြစ်ရှင်ရာဖြစ်ဟုဟိုးကွာဘသူသားလဲဆိုတာဟိုကြတော့မင်းမသာအ깨ခတ်ကြည့်ပေါ့ကွာသူတို့သားဖားကအသက်ကလည်းမတိတ်မရင်ကွာ နေတာကလည်းတငယ်ချင်းလိုပဲအရက်လည်းတားဖအတူတူတောက်တာပဲကွာခတ်တာကတယောက်ကဖြူပြီးတယောက်ကမဲပြီးတော့တယောက်နဲ့တယောက်နည်းနည်းမှရုပ်မတူဘူးကွာอืมတားလောက်တဲ့လူက အမေဘက်နွယ်သွားတယ်ထင်ပါရဲ့ကွာရင်းတို့တွေ့ကြရနတော်လိန်လက်စနဲ့လျှောက်တော့ထဲ့ပြီးတထိတ်ထိတ်နဲ့ပဲဇရာဦးအောင်လွင်အိမ်တို့ရောက်ရလေတော့တယ်တွေ့လျင်မင်းဇရာများမျိုးလွင်ကဟဲ့သမီးလာလား ညီးဖို့စွန့်လဲပြန်ပါလာတယ်။ညီးကြိုက်တတ်တယ်ဆို။ကဲဒါယူပြီးမိမဝိုင်းနဲ့သွားထိုင်ပြီးတော့မောင်သားကတော့ကဒီလာဟေ။မင်းဖို့တော့ဘာမှမပေါ့။ဟောဒီမှာတောက်ချင် အရက်ပဲဝင်တောက်ပြီးတော့ဆရာများမျိုးတွင်ဆရာဦးဦးတွင်ဆရာဇာကနာနှင့်တော်တာဆွေတို့ဝိုင်းထောင်နေတာကို တွေ့ရပြီးမောင်သားကတော့ကိုသူတို့ဝိုင်းနဲ့ဆွဲသွင်းပြီးခင်သားကတော့ကိုမူကဆရာဦးဦးတွင်ရဲ့ဇနီးနဲ့နှမတို့လက်ဖက်ရည်ဝိုင်းတို့ပို့လိုက်၏။ အရက်ဝိုင်းတွင် မော်လမြိုင်ကမုံပေါင်းကြောင်မန္တလေးကရွှေချေချင်းကြောင်ရန်ကုန်ကဇာဘောလီအကြောင်စသဖြင့်ပြည်သူအများစိတ်ဝင်စားစရာတွေပြောနေကြပေမဲ့မောင်တာကရိုးမှာခင်တာကရိုးကိုကူလီကူမာရီပြောလာခဲ့မိခြင်းအတွက်နောက်ကြောင်းမလုံဖြစ်ပြီးရင်ထိတ်နေမိလျက်ခဏခဏဒဂါမကိုလှဲ့ကြည့်နေမိတယ်ခင်တာကရိုးကလည်းတားဖဆူသောဆရာနှစ်ဦးကို မျက်မှောင်တကြုံကြုံနဲ့ကြည့်ပြီးအုံတော်အလုံများနေပုံရလီတယ်။သို့တော်ထုတ်၍တော့မမေးတံကောင်းဟုလည်းတွေးမိတယ်။ဒါပေသည့်ကျွန်တော်အတွေးမှာ အမားကြီးမှားလိပြီ။ဒီမှာကိုသားကလေးရဲ့ရှင်းရရှင်းမိမောက်ဘာတွေပြောလာသလဲ။ဒီမှာဆရာလွင်နဲ့အကိုကိုဘသူကအဖေလဲဘသူကသားလဲလို့မေးနေပါလား။ဟဲဆရာနှစ်ဦးမျက်မှောက်မှာရှောက်ကျိုးတော်နေပါပြီ။ဆရာဦးအောင်လွင်နှမကဤသို့အမေ ဆရာနှစ်ဦးလည်းဦးကြောင်ကြောင်ဖြစ်ကုန်ကြရာအင်းဒီနေရာမှာဇက်လိုက်မင်းသားမဝင်းမရှင်းရင်လင်းတော်မှာမဟုတ်လို့လိန်စရာမရှိ၍ကိုမယားကိုပြန်လည်ခဲ့ပုံတွေကိုရှေ့မျက်နှာရှေ့ထားပြီးပဲဖြောင်းချက်ပေးရလေတော့တယ်။အိုးလို့ရပလေကွာငါตาကလို့ရနို့ငါသမီးကလည်းယုံနာပဲလားကွာဆရာများမျိုးတွေကစုတ်တသက်သက်နဲ့ကောက်မေးရပြည်တော်စုအူပြိုင်ပွဲလုပ်ရင် ပထမနှစ်ထပ်ဆွဲလောက်တယ်ခင်သာကရိုးကလည်းရှက်ကိုးရှက်ကန်းရီပြီးအကောင်းပြောတဲ့မှတ်တာကိုဆရာရဲ့ယုံမိတာပေါ့အခုထုံမီးတဲ့ထီတော်အဟုတ်မှတ်နေမိသေးတာဆရာဦးအောင်တွင်လည်းကိုးပောင်ကို ဖြတ်ခနဲနေအောင်ရိုက်လိုက်ပြီးဟုတ်ပေကွာဖြည့်ရမယ်ဖြည့်ရမယ်ဇာဟိဆရာတို့ဗကြီးဆရာတို့ယူထားတဲ့မရားတွေဟာဒီအတိုင်းပဲဖြစ်ရမယ်။အောင်းမငယ်နဲ့ငါတူမငါမရလဲဒီအတိုင်းပဲ။ငါပြောသမျှအကုန်ယုံလိုက်တာပဲဟာ အေးလေတို့လိန်သမ ्या ယုံခဲ့လို့လေတို့မိန်းမတွေဖြစ်လာကြတာပေါ့ကွာတို့လိန်သမ ्या ယုံမဲ့မိန်းမဒီကဘာမှာမရှိရင်တို့ပကြီးဆရာစာရေးဆရာဘိုင်းတွေဘယ်တော့မှမိန်းမရတော့မှာမဟုတ်ဘူးဆရာဦးအောင်လွင်ပြောကမှရဲဘော်တို့အတွက်လက္ခဏာအလင်းရောင်ရတော့တယ်မိန်းမရဖို့ရာအရေးတကြီးကိုအရေးတကြီးနေတော့ရဲဘော်တခင်တင်ဦးနဲ့ရဲဘော်ဖေသိန်းတို့ကိုညွန်ပြရန် တာကရိုးနီးလန်းရပါပြီ။နေဟဟေးရဲဘော်တို့ရဲဘော်တို့မပူနဲ့တော့ရဲဘော်တို့မိမရမယ်နီးကိုငါရပြီ။ရဲဘော်တို့တွေ့သည်မမိမတွေကို အကုန်လျှောက်ပြီးတသက်မြပညာနဲ့ကြိုးစားလိန်ကြလော။တင်တို့လိန်နာကိုယုံတဲ့မိမတွေ့တဲ့နေ့တင်တို့မိမရပြီလို့မှတ်။ဒါပဲဒါပဲဒါပဲ။နာဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါရရှင်။